မင်္ဂလာပါရှင်၂9ရက်ဆယ်လမှာ၁၇လပိုင်းနေ့ရက်နေ့ဒီတစ်ပတ်တာတတိယခရီးသားသမီးချင်းမိတ်ဆွေရဲ့အလုတ်ကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်တတိယခရီးသားသမီးချင်းမိတ်ဆွေဒီတစ်ပတ်မှာအလုတ်နဲ့ပတ်သက်ပြီးတော့လောကခံရခက်ခဲတယ်ဆိုတဲ့အရာလေးကိုတွေ့ရတယ်။ဒါ့ပေမဲ့အလုတ်နဲ့ပတ်သက်ပြီးတော့မိမိဖြစ်ချင်တဲ့ပုံစံလေးတွေတော့ပုံစံချလို့ရမယ်။အဲ့တော့အခက်ခဲတွေတစ်ခုပြီးတစ်ခုကြုံရမယ်လို့မြင်ပါတယ်။ တန်မိုးကြီးသောပစ္စည်းထွက်တတ်တယ်သတိထားပါနော်မိတ်ဆွေဆရာသမားတွေရဲ့အကူအညီကောင်းအထောက်ပံ့ကောင်းတွေရဖို့ရှိနေပါတယ်အိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့အဆင်ပြေမင်းအိမ်ကိစ္စတွေဝယ်တာတွေရောင်းတာတွေအိမ်ကိစ္စကိုအကျိုးအမြတ်ကလေးတွေမျှော်ဖို့ပြီးတော့ပြောမယ်ကိစ္စတွေဒီအရာလေးတွေအရင်အဆင်ပြေတယ်လို့တွေ့ရပါတယ်ဆွေမျိုးသားချင်းနဲ့ပတ်သက်ရင်တော့အမြင်နဲ့စိတ်ပူပန်မှုလေးတွေစိတ်ရှုပ်ထွေးမှုလေးတွေဒီလိုလေးတွေတစ်ခုပြီးတစ်ခုကြုံတွေ့ရပါမယ် ရန်အန်ရဲ့အတိုက်အခက်ရှိတယ်။မိမိကိုအပြစ်ပြောနေတဲ့သူမိမိနာမည်ကိုအပုတ်ချနေတဲ့သူရှိတယ်တတိထားပါနော်။အချီးနဲ့ပတ်သက်ပြီးတော့အလိညာခံရတဲ့တည်းဒါကြောင့်ဘယ်သူပုံမှမယုံပါနဲ့။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိကြီးရထားတဲ့အတိုင်းမိမိမှန်းဆထားတဲ့အတိုင်းဆင်ပြေသွားနိုင်မယ်။ကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးချိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းမှုငြိမ်းချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ အလုပ်တွေခက်ခက်ခဲခဲနဲ့တပတ်တာမှာဖြတ်သန်းပြီးတော့လုပ်ကြရမယ့်ကိစ္စလေးတွေမှာအမြဲတမ်းနောက်ဆန်တင်ရတဲ့အရာလေးတွေ့ရပါတယ်။ကံနဲ့ပတ်သက်ရင်တော့ကံအားအလွန်ကောင်းပါတယ်။ထီထူးကန်ဆန်းခြင်းတွေဆိုရင်တော့ငါးတလုံးဒီတို့ကန်ဆန်းလို့ရပါတယ်။ငွေကြေးနဲ့လာပါလေရှင်လန်းစီမဲ့တပတ်တာပွန်လန်းစီမဲ့တပတ်တာသို့ပင်ပင်ငွေအချင်းငါးကိစ္စတွေတော့စကားမရတဲ့တယ်ဒါလေးကိုတော့တင်ထားပါတော့။ အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာဂျုံတော်ပြီးကြည့်လိုက်တဲ့အခါစိုးဝါးတွေပူပန်မှုမျိုးမရှိပေမယ့်ပိုသည်အလုံးလုံးရတဲ့အခါမှာအာယုံအရင်နောက်လာတာမျိုးစိတ်ရှုပ်ထွေးရတာမျိုးဒီလိုလေးတွေ့ရတယ်ဒီအတွက်ကြောင့်မို့လို့တနည်းကလေးသားသမီးချင်းမိတ်ဆွေတွေတပတ်တာရည်ရာကောင်းလေးပေးခြင်းနဲ့ပြုလုပ်ဆောင်ရမယ့်ရည်ရာကမိမိထက်အသက်ကြီးတဲ့သူညီသူပုံမဆိုဘလောက်ပဲကြီးကြီးပေါ့နော်မိမိထက်အသက်ကြီးရွယ်ဖို့မုံဟင်းငါနဲ့ဘူးသီးချောထူရန်ချင်းဖြစ်ခက်ခဲတီလေးတပတ်တာအလုံးစုံပြည့်လေသွားမယ်လို့တွေ့ရပါတယ်ရှင် မင်္ဂလာပါရှင်29ရက်10လ2025မှာ2ရက်17လ2025တပတ်တာဒီနေ့မှာသာသမီချင်းဖေးဆွေရဲ့အလုပ်ကိန်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါလေရှင်ဒီနေ့မှာသာသမီချင်းဖေးဆွေအလုပ်နဲ့ပတ်သက်ပြီးတော့အရင်ကံကောင်းနေပါလိမ့်ဖြစ်ချင်တာလေးတွေအယောင်းဝယ်လုပ်ချင်တာလေးတွေရောင်းပန်းဝယ်ပန်းတွေလည်းပွင့်လန်းစီမေးပြောရေးဆိုရာကိစ္စဆိုရင်လည်းအလုပ်နဲ့ပတ်သက်ရင်အဆင်ပြေမယ်လို့တွေ့ရတယ်တန်မိုးကြီးတို့ပစ္စည်းဝယ်လောက်ဖို့ရှိနေပါလိမ့် မိတ်ဆွေပေါင်းသင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းတွေရောက်ပံ့ကောင်းတွေအကြံဉာဏ်ကောင်းတွေရရှိစေမယ့်တပတ်တာပါဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အကူအညီကောင်းရမယ်အဆက်အသွယ်ကောင်းရမယ်တည်ငြိမ်ကြရမယ်ရန်အနီရဲ့တိုက်ခိုက်ရှိတဲ့တည်ထားပါနော်မိမိကိုအပြစ်တင်တာနောက်တော့မိမိကိုတိုက်ခိုက်တာတိုက်ခိုက်တာလည်းဒီမျိုးစုံရှိတယ်အဲ့တော့တိုက်ခိုက်မှုခံရမယ်လို့တော့တွေ့ရတယ်ဘယ်လိုဒီနဲ့တိုက်ခိုက်ခံရမယ်မသိဘူးပေါ့နော် အခြေအနေနဲ့ပတ်သက်ပြီးတော့သူနဲ့လမ်းခွင့်ရတဲ့ဒီပြဿနာတက်ဖို့ရှိတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့မိမိအိမ်တော်ဘက်အပေါ်မှာစိတ်တိုင်းမကြခြင်းအလိုမကြခြင်းတကြွကြဲစကားတွေများခြင်းပြဿနာတက်ခြင်းတွေ့ရတယ်။ကျမကြီးနဲ့ပတ်သက်ရင်တော့ဘုရားစိတ်ပါဖြစ်လိုက်ရင်ကျမကြီးရဝမ်းကြိုက်တာနော်နောက်တစ်ခါကျတော့ဒီလေနဲ့ပတ်သက်ပြီးတော့လေအောင်တာလေချုပ်တာဒေးတာဒါလေးတွေကိုစိတ်ပြရတာပေါ့နော် အေးချမ်းမှုငြိမ်းချမ်းမှုရောက်ရှိလာမယ့်တပတ်တာလို့တွေ့ရတယ်။ဒါအပြင်ပုံစံလေးတွေချဲ့ပြီးတော့မှလုတ်ခင်ရတဲ့ပိစာမှန်သမျှအဆင်ပြေမယ်လို့တွေ့ရပါတယ်။ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်။သို့ပေမဲ့မဖြစ်မနေထီထိုးကန်ဆန်းကျင်နေဆိုရင်တော့နှစ်တစ်လုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့အတိုက်ခံလေးတွေပြောဆိုပြီးတော့မှဝေးအစုလိုက်ပုံလိုက်ဝင်လာတာမျိုးဒါလေးပြင်နေပေါ့နော်။ အောင်နဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံမပြီးကြည့်လိုက်တဲ့အခါစိုးဝါးတဲ့ပူပန်မှုမျိုးတော့မတွေ့ရဘူး။ဒါပေမဲ့မိမိကဘာပဲလုပ်လို့အမြဲတမ်းသတိဝရိယလေးနဲ့စိတ်စိတ်ဆက်ဆက်သေးသေးချာချာလုပ်ကြိမ်မှအကျိုးမြတ်များများရမယ်။အလိုမျိုးမဟုတ်ဘဲနဲ့ပြီးပြီးရောမျက်နှာလွှဲလိုက်တယ်။တရရောက်ကိုယုံကြည်လိုက်တယ်ဆိုရင်တော့အဲ့ဒီအကျိုးမြတ်ကမိမိအတွက်မဟုတ်ဘဲနဲ့သူများအတွက်ဖြစ်သွားတဲ့လို့။ဒါပေမဲ့ဒီအလုပ်ကပိုလုပ်တာ ပို့လို့ပြီးကိုအကျိုးမြတ်မရဘဲနဲ့သူများအတွက်အကျိုးမြတ်ရစေတဲ့အရာလေးဖြစ်တတ်တယ်။ဒါကြောင့်မို့လို့တနေ့လာသားသမီးချင်းမိတ်ဆွေအတွက်တပတ်တာမှာအမားရွေးနေပဲဖြစ်စေပေနေကိုဖြစ်ချင်တဲ့ဆန္ဒပို့ပြောချင်တဲ့ရည်ရွယ်ချက်ကလေးတွေအစီအပြေအောင်မြင်စေဖို့အတွက်ယရိယာကောင်းလေးပေးချင်တယ်။ပြုလို့ဆောင်ရမယ်တပတ်တာယရိယာကကလေးငယ်များကိုဘုံပေးတီစာဒါနပြုခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင့်။မင်္ဂလာပါရှင့်။29ရက်10လ2025မှာ နေရဲ့7လ2025ဖြစ်ပါတာအင်္ဂါသားသမီးချင်းမိတ်ဆွေရဲ့လုပ်ငန်းကနေစတင်ဟောပြောပေးပါမယ်ဖြစ်ပါရဲ့ရှင်။အင်္ဂါသားသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့ပြဿနာတွေတက်ပြီးအမှုဖြစ်ပြီးတစုံတရာကိုကကိုဘက်ကနေပြီးတော့ဂျူကာလို့ရအောင်အဖက်ဖက်ကနေပြီးတော့တတိဝိရိယလေးနဲ့ပြီးစုနေတယ်နော်။တံမိုးကြီးသောပစ္စည်းတော့ဝင်လာလို့ရှိနေပြီ။ဘိတ်ဆွေပေါင်းတဲ့နေရဲ့ကုညီကောင်းအကြီးကြီးရဲ့အကျဉာဏ်ကောင်းဒါမျိုးလေးရရှိစုမယ်လို့သူရတယ်။ ဆွေမျိုးသားချင်းနဲ့ပတ်သက်ပြီးတော့အထောက်ခံကောင်းလေးတွေပို့အပေါ်မှာအမျက်ဒေါသဖြစ်နေတာပါပဲဒီအမျက်ဒေါသတွေပြပြောက်နေတာမျိုးလေးတွေဒါလေးတွေကြုံတွေ့ရပါလိမ့်မယ်။ရှန်အန်နီတိုက်ခိုက်ရှိတဲ့သတိထားပါနော်။ဘာကြောင့်လဲဆိုတော့သွားတဲ့လာတဲ့နေရာတွေမှာအမြဲတမ်းသတိရှိစေချင်ပါလိမ့်။အခြေအနေနဲ့ပတ်သက်ပြီးတော့စိတ်ကုန်စိတ်ပြည့်ဒီလိုတွေကိစ္စရက်ကလေးပေါ်လာတတ်တယ်။ မိမိချစ်တဲ့ဘောမှာအကြောင်းကိုစိတ်ထဲအကြောင်းကိုလေးဇဝတ်တယ်လို့ပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဆိုရင်မိမိအိမ်တော်ဘက်ရဲ့အကျမ်းမာရေးကြောင့်စိတ်ညစ်စရာပူပန်စရာလေးဇဝတ်တယ်ပါတယ်မိမိကိုယ်တိုင်အကျမ်းမာရေးနဲ့ပတ်သက်ရင်စိုးစိုးလုံးဝမရှိပါဘူးရခင်ကနေကအကျမ်းမာရေးယောဂဝိဒနာခံစားရတယ်အင်္ဂါသားမိချင်းမိစေဆိုရင်အနာနယ်စိတ်နဲ့တွေ့သွားမယ်ဘေးဥပ္ပအန္တရာယ်ကယ်ဝေးသွားပါလိမ့်မယ်အေးချမ်းမှုငြိမ်းချမ်းမှုမရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ပိုးသည်အမြဲတမ်းလာမဲ့ ဒီရက်ပိုင်းတွေအတွက်ကိုဘာလုပ်တဲ့လဲဘာကိုင်းတဲ့လဲဘလို့ဖို့ပုံဖို့ရမလဲခါးဖန်တီးရမလဲဘလို့မျိုးတွေဖြည့်ရှင်းရမလဲဒီလိုကိစ္စတွေနေအမြဲတမ်းပူနေရတာဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းတည်းလို့တွေ့ရတာပေါ့နော်ကဲနဲ့ပတ်သက်ရင်တော့အားနေတယ်သို့ပေမဲ့မဖြစ်မနေဒီတို့ကန်ဆန်းခြင်းနေဆိုရင်တော့တစ်တလုံးဒီတို့ကန်ဆန်းလို့ရတယ်ဝေးချင်းနဲ့ပတ်သက်ပြီးတော့ရွှေလန်းပွင့်လန်းလာစီမဲ့တပတ်တာလို့မြင်ပါတယ်အားလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာကြည့်လိုက်တဲ့အခါကိုလုတ်တဲ့အရာလေးတွေဘယ်အရာမဆို အမြင်နဲ့အတိုက်ခံလောက်တာလေးခံရတဲ့တည်းဒါကြောင့်ခင်စိတ်ပါအင်္ဂါသားကြီးချစ်ပြီဆိုရင်အတွက်ကိုတပတ်တာကံတောက်ပဲဖြစ်စီတဲ့ယရိယာကောင်းကြီးဆရာမပေးချက်ပြုလို့ဆောင်ကြရမယ့်ယရိယာကဖရားတဆူဆူကိုသွားပါသွားပြီးတဲ့အခါမှာဒီဖရားတွေဖရားတွေရဲ့အရှိမျက်နှာစာတွေမှာခြင်သေးယုံကြည်တွေရှိအဲ့ဒီခြင်သေးယုံကြည်တွေမှာခြင်သေးကတစ်ဖက်တစ်ဖက်တစ်ကောင်ဆိုလို့ရှိရင်ခြင်သေးနှစ်ကောင်ရှိတယ်ပေါ့နော်အဲ့ခြင်သေးယုံကြည်ရဲ့ရှိမှာအဲ့ခြင်သေးတွေကိုပဲ ပေးကြော်အစာကြည့်ရင်အဲ့တော့ပေးကြော်ဆိုတာကဒီစာလေးကိုပေးကြော်လေးရတယ်ပေးချောင်းပေးကြော်လေးရတယ်ပေးကြော်ဖြစ်ဖို့လူတွေပေါ့နော်ပေးချောင်းကြော်ဖြစ်ဖို့လူတွေအဲ့ဒီပေးကြော်ကိုတစ်ဖက်ကိုတစ်ကောင်းကိုတထုပ်စီတွားပြီးတော့မှဒါနပြုပေးရတယ်လှူပေးရတယ်ပေါ့အဲ့လိုလေးလှူလိုက်တယ်ဆိုရင်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည်လေသွားမယ်လို့တွေ့ရပါတယ်ရှင်။မင်္ဂလာပါရှင်။29ရက်စင်လာ2025မှာ2ရက်17လ2025တပတ်တာ ဗုဒ္ဓဟူသာသမီးချင်းမိတ်ဆွေအတွက်အလုပ်ကိန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါတယ်ရှင်။ဗုဒ္ဓဟူသာသမီးချင်းမိတ်ဆွေအလုပ်နဲ့ပတ်သက်ပြီးတော့တတိလေးတဲ့ထားပြီးတော့အလုပ်လုပ်ကိန်းစီချင်းနေဆုံးရှုံးစီတဲ့အရာလေးတွေကိုမြင်နေတွေ့ရတယ်ပေါ့နော်။ဒါကြောင့်မလို့မိမိဘက်ကနေပြီးတော့မြင်တဲ့တတိရှိပါအလုပ်လုပ်တဲ့အခါမှာအမှားမြင်လုံးဝမဖြစ်ပါစေနဲ့။အထူးသဖြင့်မှားချင်တာကဒီအလုပ်ကိန်းနေနှောင့်နေတဲ့အရာလေးတွေအစင်ပြေအောင်ကိုယ်ဘက်ကနေခင်မွေးကြီးစေပါဦးအမြင်နဲ့ကြော့ပြီးတော့မှအေးပူကောင်းနေပေါ့နော်။ တံမှုကြီးသောပစ္စည်းတွေထွက်တက်ပါတယ်။မိစေပေါင်းသင်းတွေရဲ့အကူကြီးအထောက်ပံ့ကောင်းအကြံဉာဏ်ကောင်းဒါလေးတွေရရှိစေမယ့်တပတ်တာပါ။အိမ်နဲ့ပတ်သက်တဲ့ကိစ္စရည်တွေဆိုအရင်အာရုံနောက်ရမယ်စိတ်ရှုံရနေပြီ။ရှင်မြူသားချင်းစီကအကူကြီးကောင်းတွေထောက်ပံ့ကောင်းတွေရပါမယ်။ရန်အနီအတိုက်ကိတ်လုံးဝမရှိပါဘူးရှင်။ အခြေအနေနဲ့ပတ်သက်ပြီးတော့ချစ်သူနဲ့အဆင်မပြေဖြစ်ပါမယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်အိမ်တော်ကြီးလုံးဝပဲအေးချမ်းပဲနေအမြဲလူလိုပြဿနာတွေတက်နေပါလိမ့်မယ်။ကျောင်းမကြီးနဲ့ပတ်သက်ပြီးစူးချိုးလုံးဝမရှိပါဘူးရှင်။အေးချမ်းချင်းငြိမ်းချမ်းချင်းရောက်ရှိလာမယ်တပတ်တာပါနောက်တစ်ခုမိမိရမှန်အောင်နေပါမှန်တာတွေပြောပါမှန်တာတွေလုပ်ပါဒါဆိုရင်မိမိဘက်ကစောင့်ရှောက်ကောင်းကာဝယ်ကောင်းနေသူ့အလိုလိုပေါ်လာမယ်တပတ်တာလို့တွေ့ရပါတယ်ကံနဲ့ပတ်သက်ရင်တော့အားနေတယ် ။သို့ပေမဲ့မဖြစ်မနေဒီတို့ကန်ဆယ်ခြင်းနဲ့ဆိုရင်တော့၈တလုံးဒီတို့ကန်ဆယ်လို့ရတယ်။ဝေကြီးနဲ့ပတ်သက်ပြီးတော့ပွင့်လန်းပြီရှင်လန်းပြီဒါပေမဲ့အလိမ်ညာတွေခံရတတ်တယ်တတိယထားပါတော့။အလုံးနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုံကိုပြီးကြည့်လိုက်တဲ့အခါမိမိဘက်ကရခိုင်ကနေရင်းနှီးမြှုပ်နှံထားတဲ့ကိစ္စရက်ကလေးတွေပေါ်လာပြီးယခုလုပ်တဲ့အလုပ်တွေမှာတော့နှောင့်နှေးစီတယ်လို့တွေ့ရတယ်။ဒါကြောင့်ဗုဒ္ဓဟူးသားသမီးချင်းမိတ်ဆွေတို့အတွက်တပတ်တာကရတောက်ပန်ပြည့်စည်တဲ့ယရိယာကောင်းလေးပေးခြင်းပြုလို့ဆောင်ရွက်တဲ့ယရိယာက မိမိအနေနဲ့အမှုများများလုပ်ပါအဲ့တော့အမှုများများလုပ်ပါဆိုတော့ကိုတနိုင်တပိုင်ပဲလုပ်တော့အများနဲ့အုပ်စုဖွဲ့ပြီးတော့မှတူတာပဲဖြစ်ဖြစ်အဲ့ဒီအမှုလုပ်တဲ့ဓာတ်ကလေးကိုနေ့စဉ်လုပ်တယ်ဆိုရင်မိမိတွေကံထောက်ပံ့နေများစွာရရှိစေမိလို့တွေ့ရပါတယ်ရှင်မင်္ဂလာပါရှင်29ရက်ဆယ်လ2025မှာ2ရက်7လ2025တပတ်တာဇာတော်ပတိသာသမိချင်းမိတ်ဆွေရဲ့လောက်ကိုင်းကနေစတင်ဟောပြောပြပါမယ်ဖြစ်ပါတယ်ရှင် ဂျာလာဘီသားသမီးချင်းမိတ်ဆွေအလုတ်ကံအရန်ကောင်းပါလေအလုတ်တွေအရန်ရှုပ်နေပါပြီအလုတ်ကိစ္စအောင်မြင်စေမဲ့တပတ်တာပါတန်ဖိုးကြီးတော့ပြစီတော့ထွက်တဲ့ဒေတာလေတကယ်လို့အဲ့လိုထွက်ကိုထွက်ရမှာမို့လို့မြင်နေပါလေမိတ်ဆွေပေါင်းသင်းရဲ့ပူကြီးချမ်းချမ်းကောင်းတောက်ပန့်ကောင်းတွေရဖို့ရှိနေပါလေအိမ်ကိစ္စနဲ့ပတ်သက်ပြီးတော့ခေါင်းရှုပ်ဆိတ်ရှုပ်ရတာတွေကျွမ်းဝတ်တက်ပါလေဆွေမျိုးသားချင်းစီရတဲ့ချမ်းချမ်းကောင်းတောက်ပန့်ကောင်းတွေရဖို့ရှိနေပါလေရဲအန်ဒီရေလုံးဝလုံးဝမရှိရဲ့ပြင် ချစ်သူခင်သူပေါများတာပဲတပတ်တာလို့သိရပါတယ်အခြေအနေနဲ့ပတ်သက်ပြီးတော့မိမိချစ်သူအပေါ်မှာတန်တရားတွေဖြစ်ခြင်းယုံကြည်မှုမရှိခြင်းဒါတွေတွေ့ရပါတယ်ချစ်သူနဲ့ကိုယ်နဲ့ကြားမှာလည်းကြားဝင်နှောက်ယှက်မှုတွေရှိပါတယ်အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်ရဲ့ကြားမှာရင်ကြောင်းပုံဝန်အပ်တပါတယ်ဒီကိုရင်းဖိုင်နဲ့ပတ်သက်ရင်အဓိကခါအောက်ပိုင်းကျမရင်းညက်တဲ့တဲ့ view site ပါနော်။အေးချမ်းမှုရင်းညက်မှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့အလုပ်လုပ်တဲ့အခါမှာခုဘက်ကနေ ိုးရွာတို့ရေခန့်ဆိုတဲ့စကားလေးတိုင်းပဲကိုကအလုပ်တွေကိုဖြစ်ထွန်းလာတဲ့အချိန်မှာပုံမှန်ထက်ပိုပြီးတော့တောင်းလို့စီးတဲ့အရာလေးတွေကိုဖြစ်တည်မှုလေးတွေကိုတွေ့ရတာဖြစ်တဲ့အတွက်ကြောင့်အလုပ်ရဲရှုပ်နေမယ်ဒါကြောင့်မအေးချမ်းသေးပါတော့ကံနဲ့ပတ်သက်ပြီးတော့ကံအားလုံးကောင်းပါတယ်ထီထုတ်ကန်ဆယ်ခြင်းနဲ့ဆိုရင်တော့တုံ့ညတလုံးထီထုတ်ကန်ဆယ်လို့ရပါတယ်ဝေကြီးနဲ့ပတ်သက်ပြီးတော့လက်ထဲမှာငွေမမြဲဘူးဆိုပေမယ့်ဝင်လာတဲ့ငွေနဲ့ထွက်သွားတဲ့ငွေနဲ့မျက်မျက်တတလေးတွေနဲ့အရာရာလေးအဆင်ပြေသွားမယ်ထိန်းနိုင်တယ်လို့တွေ့ရတာပါတော့ အာမနဲ့ပတ်သက်ပြီးတော့ပူပန်ဆရာချုပ်ကိုဝီတိလိုက်တဲ့အခါစိုးဝါတဲ့ပူပန်မှုမျိုးမတွေ့ရဘဲနဲ့ကိုယ့်ရဲ့လုံဆောင်ချက်ပေါင်းပြောဆိုချက်တွေအကောင်းကြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘယ်နေရာမှာပဲဖြစ်ဖြစ်မျက်နှာရရှိစေမယ်လို့တွေ့ရပါတယ်။ဇာတာပြီးတာသမီချင်းမီဆွေတို့တပတ်တာကန်ထောက်ပိုင်ဖြစ်စီတဲ့ရေရီယာကနှက်ကလေးတွေကိုပြုတ်ပေးပါအဲ့တော့တနည်းကိုဟိုမိမိအနေနဲ့လုပ်နိုင်တဲ့ဆိုရင်တနည်းလားပုံတော်ဘူးဟိုစနေပေါ့နော်ဒီလိုမျိုးလေးလုပ်ပေးခြင်းနဲ့ဆိုရင်တနည်းလားနေဆိုရင်ငှက်လေးနှစ်ကောင်ပုံတော်လေးဆိုရင်ငှက်လေးနှစ်ကောင် စနေနေ့ဆိုရင်ငက်ကလေးနှစ်ကောင်အလုံးငက်ကလေးတွေလွတ်ပေးခြင်းနဲ့ကုသိုလ်ယူခြင်းဖြင့်မိမိခက်ခဲစီတဲ့တပတ်တာပြည်လျက်ကောင်းမိတ်လို့တွေ့ရပါတယ်။မင်္ဂလာဝါရှင်29ရက်10လ2025မှာနေ့ရက်17လ2025တပတ်တာတောက်ကြသားသမီးချင်းမိတ်ဆွေရဲ့အလုံးကိန်းကနေစတင်ဟောပြောပေးမှာပဲဖြစ်ပါတယ်ရှင်။တောက်ကြသားသမီးချင်းမိတ်ဆွေအလုံးနဲ့ပတ်သက်ပြီးတော့ အတိတ်ခံလေးတွေလုတ်ပြီးတော့မှလုတ်ဆောင်ရမယ့်ကိစ္စရဲ့ကလေးတွေပြောဆိုရမယ့်ကိစ္စလေးတွေတွေ့ရတယ်။ဒါကြောင့်တတိနဲ့အလုပ်လုပ်စီခြင်းနဲ့တော့တံမိုးကြီးတို့ပစ္စည်းဝင်လာမှုရှိနေပါတယ်။မိတ်ဆွေပေါင်းသင်းနေစီရနေပြီးတော့မိမိအပေါ်မှာအပြည့်မြင်တာ၊ညွှန်ညင်တာ၊စူပူတာ၊ညှူတာဒါလေးအကျန်တက်ပါတယ်။အိမ်ထဲပတ်သက်ရင်တော့စိတ်ရှုပ်စရာ၊ကောင်းရှုပ်စရာတွေဇက်တိုက်ဆိုတဲ့လိုကြုံတွေ့ရမှာပဲဖြစ်ပါတယ်။စိုးရတဲ့ရန်အနေနဲ့လုံးဝမတွေ့ရအောင်ရှင်။ အခြေအနေပတ်သက်ပြီးတော့အခြေခံမကောင်းခြင်းစစ်ကူရေးဆောင်တဲ့အဆင်မပြေဖြစ်ခြင်းဒီလိုတွေ့ရတယ်။အိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အိမ်တော်ဘက်နဲ့ကိုယ်နဲ့ကြားထဲမှာအမြင်ပြိပက္ခတွေပြဿနာလေးကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ကျန်းမာရေးနဲ့ပတ်သက်ရင်စိုးစောမရှိပါဘူးရှင်။အေးချမ်းမှုကြီးချမ်းမှုတော့မရှိသေးဘူး။ဘာကြောင့်လဲဆိုတော့ဟိုဒီအလုပ်နဲ့ပတ်သက်ပြီးတော့ခက်ခက်ခဲခဲလှုပ်ဆောင်ရမယ့်ကိစ္စရက်ကလေးကြုံတွေ့ရဖြစ်တဲ့အတွက်ကြောင့်မအေးချမ်းသေးဘူးတွေ့ရပါတယ်။ ကဲနဲ့ပတ်သက်ရင်ကံအားအလွန်ကောင်းတယ်။ကံရဲ့ထုတ်ပံကောင်းတယ်အများကြီးရရှိစေပြီးထီထိုးကန်ဆန်းခြင်းတွေဆိုရင်တော့လေးတလုံးထီထိုးကန်ဆန်းလို့ရပါတယ်။ဝေးချင်းနဲ့ပတ်သက်ပြီးတော့ရှင်လန်းပွင့်လန်းလာစေပဲတပတ်တာလို့ဖြစ်ရပါတယ်။အောင်နေပတ်ပြီးတော့ပူပန်စရာတွေခြုံကိုပြီးထိလိုက်တဲ့အခါစိုးဝတဲ့ပူပန်မှုမျိုးလုံးဝမတွေ့ရဘဲနဲ့မိမိကိုအဖက်ဖက်ကနေပြီးတော့အကျဉ်းချန်ကောင်းပေးမဲ့သူရှိရေးဆရာတော်ကောင်းတွေ့မယ်ဒီလိုလေးတွေ့ရပါတယ်ဒီတော့တောက်ကြတာတမိချမိဆွေတွေ့ ကံထောက်ခံဖြစ်စီတဲ့ယရိယာကတကြီးရွယ်ဦးဘူးမိမိတက်နိုင်တဲ့စီးဝါတက်စာလူရဲချင်းဖြင့်ခက်ခဲနေသောအခက်ခဲတွေအလုံးစုံပြည့်လည်သောအမေတို့တွေ့ရပါလေရှင်။မင်္ဂလာပါရှင်။29နှစ်ရေးဆယ်လာ2025မှာ2ရေးဆက်တလာ2025တပတ်တာစနီသားသမီးချင်းမိစုရဲ့လုပ်ငန်းကနေစတင်ဟောပြောပြမှာပဲဖြစ်ပါလေရှင်။စနီသားသမီးချင်းမိစုအလုပ်နဲ့ပတ်သက်ပြီးတော့ဘာပဲလုပ်လို့တတိဝရိယာနေလုပ်ငန်းမှာအမားရွေးနေဖြစ်တဲ့တည်း ဒါအပြင်မိမိလုံဆောင်တဲ့အရာလေးတွေဟာဆုံးရှုံးစေမယ့်အရာလေးကိုတွေ့ရပါတယ်။တံမူးကြီးတို့ပစ္စည်းတွေထွက်တတ်ပါတယ်၊ထွက်ဖို့လည်းရှိနေပါတယ်။မိစေပေါင်းတဲ့ပတ်သက်ပြီးတော့အကူအညီမရတဲ့အပြင်အပြစ်ပြောတာတွေရောခံရတတ်ပါတယ်။စေမျိုးသားချင်းစီမအကျဉ်းရံကောင်းတွေအကူအညီကောင်းတွေတောက်ပံ့ကောင်းတွေရောက်ရှိနေပါတယ်။ဆုံးဝရရန်အနေနဲ့အတိုက်အခိုက်လုံးဝမရှိပါဘူးရှင်။အခြေအနေနဲ့ပတ်သက်ပြီးတော့ မျက်နှာပွင့်လာမိချစ်သူရဲ့ဖေယူဆိုင်ကိုချစ်သူကနေပြီးတော့အလိုတလိုက်ငွေကြီးထောက်ပံ့မှုဒါလေးရရှိစေမိအိမ်တော်ကြီးနဲ့ပတ်သက်ရင်တော့အေးချမ်းသာရန်စီမဲ့အိမ်တော်ကြီးလို့တွေ့ရပါတယ်ကျမကြီးနဲ့ပတ်သက်ရင်တော့ဂိမ်းဆိုင်ပါဖြစ်လိုက်ရင်ကျမကြီးရဝမ်းချုပ်တာလေချုပ်တာတွေခံတတ်ပါရဲ့အေးချမ်းမှုရေးချမ်းမှုတွေရောက်ရှိလာမယ့်တပတ်တာပါဒါ့အပြင်အမျိုးသမီးအကြီးအကဲတွေဇီဟန်နေအကြံဉာဏ်ကောင်းတွေအပွင့်ရောင်းလေးတွေရောက်ရှိနေပါတယ် ကံနဲ့ပတ်သက်ရင်တော့အားနည်းတယ်မဖြစ်မနေထီတိုးကန်ဆန်းကျင်နေဆိုရင်တော့သုံးတလုံးထီတိုးကန်ဆန်းလို့ရပါတယ်။ငွေကြေးနဲ့လာပါရင်ရှင်လန်းလာမယ်ပွန်လန်းလာမယ်တပတ်တာပါ။အောင်းနဲ့ပတ်သက်ပြီးတော့ပူပန်စရာချုပ်ငုံပြီးကြည့်လိုက်တဲ့အခါမိမိအနေနဲ့အချိန်မတော်သေးတဲ့အခါမှာပို့ကိုတယောက်ယောက်ကနေကပ်ပြီးတော့မိလာတာမျိုးအဲ့ဒါကို ဒီခေတ်မှာဆိုရင်မကောင်းဆိုးရွားလို့ခေါ်တာပေါ့နော်အဲ့လိုမျိုးအယုအပမိတာလို့လည်းခေါ်ပါတယ်ဒါကြောင့်မလို့အဲ့ဒါလေးတွေကိုခရီးစိတ်စီခြင်းနေတပတ်တာစနေသားပိတ်ချပိတ်ဆွေတွေကန်ထောက်ခွင့်ဖြစ်စီတဲ့ရေဒီယာကောင်းကမိမိအနေနဲ့ကြောင်လေးတွေကိုအစာဝါးဝါလေးလေးကျေးပြီးတော့ကုသိုလ်လုပ်ခြင်းဖြင့်မိမိခက်ခဲနေတဲ့တပတ်တာအလုံးစုံပြည့်လည်သွားမယ်လို့တွေ့ရပါတယ်ရှင်